မင်္ဂလာပါရှင်။ AMNG မှဒီကနေ့ရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မကတော့နတ်ဂေးဖောင်ပွားပါ။ယနေ့တင်ဆက်မယ့်သတင်းတွေကတော့ခရစ်ယာန်ရိုမန်ကက်သလစ်ဖုန်းတော်ကြီးဗိုလ်ရဟန်းမင်းကြီးဖရန်စစ်ကွယ်လွန်တဲ့သတင်း၊ထိုင်းလေပိုင်နက်ကိုကြော်ပြီးမြန်မာစစ်တပ်က KNL ကိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ထိုင်းဘက်မှလေရင်ပြည့်မြောင်များနေဆက်သို့ရွှေ့ပြောင်းနေတဲ့သတင်း။တောင်တာမြို့နယ်အတွင်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ၃ဦးသေဆုံးခဲ့တဲ့တွင်မော်ဖာသူစစ်ခန်းကို KNU တိမ့်ပိုက်လိုက်နိုင်ခြင်းကြောင့်ထိုင်းနိုင်ငံရှိစစ်ဘေးရှောင်များနေရက်ပြန်ခွင့်ရကြတဲ့တွင်စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်လမ်းပိုင်းတနေရာတွင်စစ်တပ်ဗိုလ်မှူးနှင့်အဖွဲ့ကို PLA မှဖမ်းဆီးရရှိတဲ့တွင်တို့ပဲဖြစ်ပါတယ်ပထမဆုံးတွင်အနေနဲ့ခရီးယန်ရိုမန်ကက်သလစ်ဖုန်းတော်ကြီးပုတ်ဟန်းမင်းကြီးဖရန်စစ်ဟာဒီကနေ့မှကွယ်လွန်သွားပြီဖြစ်ကြောင်းသိရပါဗျ။ ပုတ်ရမ်းမင်းကြီးဖရန်စစ်ဟာမြမပြည်ကို NLD အစိုးရလက်ထက်2019ခုနှစ်ကလာရောက်ခဲ့ဘူးသူဖြစ်ပါတယ်။ပုတ်ရမ်းမင်းကြီးဖရန်စစ်ဟာကက်သလစ်ဘုရားကျောင်းတော်ရဲ့266ဦးမြောက်ဖုန်းတော်ကြီးဖြစ်ပါတယ်။ပုတ်ရမ်းမင်းကြီးဖရန်စစ်ဟာယေရှုဂိုင်းနဲ့အမေရိကတိုက်တောင်ကမ္ဘာချမ်းမှာ ပထမဆုံးပုတ်ရမ်းမင်းကြီးဖြစ်ပြီးရှေ့ရာစုတွင်အုပ်ချုပ်ခဲ့သောပုတ်ရမ်းမင်းကြီးဂရီဂရီ၃ပြီးနောက်ဥရောပပြင်ပမှ ပထမဆုံးပုတ်ရမ်းမင်းကြီးဖြစ်ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဒီကနေ့ဧပြီလ22ရက်နေ့နေ့လယ်ပိုင်းကမြန်မာစစ်တပ်မှထိုင်းလေပိုင်နက်ကိုကျော်ပြီး KNL ကိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိုင်းနိုင်ငံဘက်မှလေရင်ပြည့်မြောက်များကိုထိုင်းမြန်မာနယ်စပ်သို့ရွှေ့ပြောင်းနေကြောင်းထိုင်းသတင်းမီဒီယာတွေကဖော်ပြထားပါတယ်မြန်မာစစ်တပ်အနေနဲ့ထိုင်းနိုင်ငံနယ်စပ်နီးကချနပူရီပြည်နယ်မြောင်ခရိုင်ဘန်ဖူးနရုံဒေသနီးမှာဘုံမကျဲဖို့ကို မြန်မာဘက်ကလစ်လျူရှူထားပြီးထိုင်းလေပိုင်နယ်အတွင်းကို ဝင်ရောက်လာခဲ့ကြောင်းမှတ်တမ်းတင်နိုင်ခဲ့တယ်လို့យေတာထားပါတယ်။ဒါအပြင်မြန်မာစစ်တပ်ရဲ့လေကြောင်းကနေ KNL နယ်မြေရဲကိုဘုံးဆယ်လုံးခန့်ကျဲချတိုက်ခိုက်ခဲ့တဲ့အတန်ကိုလည်းကြားရတယ်လို့ထိုင်းသတင်းမီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။အဆိုပါလေပိုင်နယ်ကျော်ခဲ့တဲ့ဖြစ်စဉ်ကြောင့်ထိုင်းနိုင်ငံအနေနဲ့၎င်းတို့ရဲ့လေပိုင်နယ်ကိုကာကွယ်ဖို့အတွက်လေရင်ပြအမြောက်များကိုထိုင်းမြန်မာနယ်စပ်အနီးရွှေ့ပြောင်းနေပြီဖြစ်ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဒီကနေ့ဧပြီလ22ရက်နေ့မနက်2:45မိနစ်ခန့်ကတောင်တာမြို့နယ်အတွင်းကတံပိုးရွာတစ်ကျေးရွာကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့ကြောင်းလူမှုလှုပ်ရှားမှုကော်မတီတောင်တာမှသိရပါဗျာ။မိထီလာလာမတာမှစစ်တပ်လေဒီနှစီးနဲ့တံပိုးရွာတစ်ကျေးရွာကိုဘုံသီးစနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင်းကျေးရွာနေပြည်သူ၃ဦးသေဆုံးခဲ့ပြီး၄ဦးထဏ်ရာရရှိခဲ့ကနေအိမ်နှလုံးပျက်စီးခဲ့ပါဗျာ။ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ပြည်သူလူထုပေါ်ရည်ရွယ်ချက်ရှိရှိလေချောင်းတိုက်ခိုက်မှုများကျူးလွန်လျက်ရှိတာကြောင့်ဘုံခိုခြင်းများ စနစ်တကျတူးဖော်ထားကြဖို့နဲ့လေချောင်းအန်တရယ်သတိပေးချက်ကြားရပါကဘုံခိုခြင်းများအတွင် နေထိုင်ကြဖို့လူထုလှုပ်ရှားမှုကော်မတီတောင်းတာမှတိုက်တွန်းထားပါတယ်။ထပ်မံပြီးနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကင်းပြည်နယ်ဒေါနာတောင်တန်းရှေ့ချမ်းရှိထိုင်းနယ်စပ်နာက စစ်တပ်ရဲ့မော်ဖာသူစစ်ခန်းကိုဧပြီလ19ရက်နေ့က KNU တမဟာခွင်းနဲ့ပူးပေါင်းတပ်တို့ကတင်းယူလိုက်နိုင်ခဲ့ပြီးနောက်မှာထိုင်းနိုင်ငံရှိစစ်ဘေးရှောင်များနေရပ်ပြန်နေပြီဖြစ်တယ်လို့ထိုင်းသတင်းမီဒီယာတွေကဧပြီလ20ရက်နေ့မှာဖော်ပြထားပါတယ်။မော်ဖာသူစစ်ခန်းကိုဧပြီလ18ရက်နေ့ညနေပိုင်းကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်တပ်မှစခန်းမကြရေးအတွက်လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေရှိတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ထိုင်းနိုင်ငံဘက်ကိုစစ်ဘေးရှောင်ခဲ့ရတာဖြစ်ပါတယ်။ဧပြီလ20ရက်နေ့မှာတော့စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့အခြေအနေတည်ငြိမ်စပြုနေပြီးဖြစ်တာကြောင့်ထိုင်းနိုင်ငံဘက်ကနေ နေရက်ကိုပြန်လည်ဝင်ရောက်လာခဲ့တာဖြစ်ခါထိုင်းရနာပိုင်းများကစစ်ဘေးရှောင်138ဦးကိုနေရက်ပြန်နိုင်ရေးကူညီဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စစ်ဘေးရှောင်130ဟာတက်ပြည်နယ်မေရာမခရိုင် ခနချွာရွာအုပ်စုဝိုင်းပလာကောင်းရွာရှိဖုံးကျောင်းမှာကြန့်ရှိနေသေးတယ်လို့ထိုင်းသတင်းမီဒီယာတွေကဖော်ပြထားပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ပြီးခဲ့တဲ့ဧပြီလ16ရက်နေ့ကစစ်ကောင်စီရုံးဆိုင်ရာ နေပြည်တော်ဥတ္တရသီရိမြို့နယ်လမ်းပိုင်းတနေရာမှာကပ္ပစ73မှာဘုံမှုနဲ့အဖွဲကိုစစ်ဘက်ဆိုင်ရာတုံးဆောင်များငွေကျပ်3000ကျော်နဲ့အတူ OPRF PLA အဖိနှိတ်ခံပြည်သူတော်လှန်ရေးအင်အားစုပြည်သူလွတ်မြောက်ရေးတပ်မတော်ကဖမ်းဆီးရမိခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ OPRF PLA အဖိနှိတ်ခံပြည်သူတော်လှန်ရေးအင်အားစုပြည်သူလွတ်မြောက်ရေးတပ်မတော်က၃နိုင်ကြော်ကြာနေပြီးတော့လမ်းပိုင်းကိုထိန်းချုပ်စစ်ဆေးခဲ့ခြင်းတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်ဗိုလ်မှူးဖြိုးမင်းကျော်ပြန်တန်းဝင်အမှတ်6611ခွန်အမှတ်73ကာကွယ်ရေးပစ္စည်းဆက်ယုံတက်ကြအောင်စော်နိုင် တ21936အမှတ်930စစ်မြေပြင်အင်ဂျင်နီယာတက်ရင်အမှတ်3တက်ခွဲနယ်ရဲတုတက်ချက်ထုံးပြေစုံတို့အားဖမ်းဆီးထိန်သိမ်းနိုင်ကြတာ ဖြစ်ပါတယ်။ထိန်းချုပ်နေရာမှာပြန်လည်တပ်ဖွဲ့များပြန်လည်ဆုတ်ခွာပြီးအပြန်မှာစစ်ကောင်စီတက်နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးဖမ်းဆီးရမိခဲ့တဲ့စစ်ကောင်စီ၃ဘန်းများတေဆုံးခဲ့ကြောင်းပြန်လည်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ဗိုလ်မှူးနယ်အဖွဲ့ထံမှာ စစ်ဘက်ဆိုင်ရာတုံးဆောင်များငွေကြေးများအပါအဝင်ကာလတန်ဖိုးကျပ်သိန်း2000ကျော်ကိုတင်စီနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ဒီကနေ့အတွက်သတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲရှင်။ကျေးဇူးတင်ပါတယ်ရှင်။